မေးမနေပါနဲ့ကွာခဏိစားဖို့တောက်ဖို့လူသားပဲမလဲဒါလည်းမေးမနေနဲ့ဩသာပြင်ထားသတ္တကမျက်လုံးပြူသွားပြီလူသားလည်းမပါဘူးဩသာပြင်ထားဒီတခါငါလှဲ့လားမသိနော်တန်းနဲ့ငယ်เจ้าဆိုတော့မိမွေဩပြင်ပေါ့လေဩပြင်ပြီးမိမုံနေတော့အလစ်မှာ ပောရိသာရကလည်းစဉ်းစားတယ်ခဏိအနာကြီးနဲ့ဘဲမှအသားရမှာမဟုတ်တော့မစားပဲနဲ့မနေနိုင်မရှိတော့ရှိတာစားရမှာပဲဆိုပြီးတော့ရသကလည်းပင်ကိုတန်လျက်နဲ့ခြိုင်လိုက်တာကိုယ်တိုင်သပြီးတော့ရသကအသားကိုချက်ပြုတ်စားတယ်ရစရာမရှိတော့ရှိတာကိုလှုပ်တာပဲမဟုတ်လားမရရသကခြိုင်တဲ့ဒီစကားအရာထဲမှာပြောနေတာနော် ဒီဇတဝါစကားပါမရပါတဲ့လေရသကခြိုင်အဲ့ဒါဘသူထုံပောရိတာရထုံဘသူထုံလဲပောရိတာရမှာမေတ္တာကရုဏာတရားတွေမရှိဘူးသစ္စာတရားတွေမရှိဘူးငဲ့ညာထောက်ထားမှုတွေလည်းမရှိဘူးတဲ့ဘာချင်းမှမရှိဘူးနော်ယက်စတဲ့ကြံ့ကြုတ်တယ်ပောရိတာရထုံပရိသတ် ပြီးတော့ဘုန်းကြီးတို့ခင်မှလာဟိတ်ကောင်လာစမ်းလာခဲ့ဘာကိဘာလဲဆရာမေးမနေနဲ့ငွေ900ပေးဟာဆရာကျွန်တော်ကကမန်းကရန်လာတာအင်းကအဲ့ဒါပိုက်ဆံလည်းထည့်လာတာမဟုတ်ဘူးပိုက်ဆံမပါဘူးဘယ်လောက်ပါလဲ90ပဲပါတာပေးกว่าပါတာယူသွားတာပဲအဲ့ဒါဘသူထုံပရိသတ်ရေဘသူထုံလဲမလေးပေါ်လိုက်တဲ့ပေါ်ရိသာရထုံနေနော် ်ဟုတ်လားအေးအဲ့ဒီလိုနဲ့ဗောဓိသတာလူသားရတကအသာစားပြီးအနာရိယင်ပြီးမေ့မြော့အနာကြီးတွေမန်းတက်ဒီရမဗောဓိသတာကအာကုမဲ့လာတော့ညောင်ပင်ဆောင်တာကြီးတိုင်းတဲ့အရှင်ညောင်ပင်ဆောင်တာကျွန်းတို့ဒံယအနာခொနရအတွင် ပြောက်အောင် ကဲမပါတဲ့ကျွန်တော်အနာခွန်ရအတွင်းပြောက်ပြီးတော့လာမယ်ဆိုရင်အရှင်တမင်းကြီးကို တရားတပါသောမင်းတို့ရဲ့လက်ချောင်းကွင်းနဲ့ညောင်မြစ်ရေသွမ်းမယ်တရားတပါသောမင်းတို့ရဲ့ခေါင်းလေးနဲ့ညောင်ကိုင်းမှာဆွဲပြီးတော့ရစ်နှက်ပူဇော်ပါမယ်ခရီးတွေပေးနော်သူစွန့်အပ်သူခွန်အားနဲ့အဲ့ဒီလိုခရီးပေးပေးမှာပေါ့တနေ့မှာ အတိတ်ကတငယ်ချင်းတော်ခဲ့တဲ့ဘလူးနဲ့ဆုံရတော့ဘလူးကသိတယ်သူကမသိဒီတော့ဘလူးကဩငါတငယ်ချင်းလူသားစာနေတာအန္တရာယ်ကင်းအောင်ဘလူးမန္တန်ပေးမှပဲလူမမြင်တဲ့မန္တန်ပေးမှပဲဆိုပြီးတော့ပရိသတ်ရေမန္တန်ကိုပေးလိုက်တဲ့အဲ့ဒီမန္တန်ရွေ့ရင်ပရိသတ်ကိုမတွေ့ရဘူးတဲ့အ딴တော့ကြားရတယ်နော်ဒီတော့ကိုပြောက်ကာထာပေါ့ ပါတယ်လေအထက်ကရာဆရာကြီးကတော့အဲ့ဒါညွှန်းတယ်ဘုန်းကြီးပြင် ရှာလိုက်ရတာဂဏိတိကိုထေကြီးကိုပြောက်ကာထာကိုမတွေ့သေးဘူးဟုတ်လားအထက်ကရာဆရာကြီးကလည်းကိုပြောက်ကာထာဆိုပြီးတော့သာရေးထားတယ်ဘယ်ကာထာပါလို့ကိုမပါဘူးဒါနဲ့စတော်ရီမေးတော့ဒိုလဲမသိဘူးဟဲ့တဲ့နောက်ဆုံးပြောက်မှာကတော့သေပြီးမီးရှို့ပြီးပြောက်တာတော့သေးချာဟုတ်လားပြီးတော့ ပြောင်းကာထာရတာတော့သူ့မှာအစွမ်းနေရရှိတာကိုဗျရှိတော့တရားတစ်ပါးတော့မင်းနေကိုရအောင်ဖမ်းပြီးတော့လက်ချောင်းသွေးနဲ့ညောင်မြစ်မှာရေသွမ်းမယ်ကောင်းနေကောညောင်ခိုင်းမှာဆွဲပြီးတော့ရင်နာပူဇော်ပါမယ်ဂတိရေပိအာမဝန္တာခံဘယ်မှမသွားနိုင်ဘူးဘာမှလည်းမစားရဘူး အစမစရတော့ဩဇာတ္တမနေဘူးလားဩဇာတ္တနေတော့အသွေးအသားမခန်းချောက်ဘူးလားအသွေးအသားခန်းချောက်ပြီးအနာဟာပျောက်တယ်လို့ဖြစ်သွားတကယ်တော့နတ်လုံးလို့မဟုတ်ဘူးပရိသတ်ကြီးသူ့ဘာသူပျောက်တာဒါကြောင့်အနာရှိလာရင်အစာတရီထားရတယ်နော်ဒီတော့ဘောရိသတ်ကအနာကြီးပျောက်သွားတယ်လို့ဖြစ်လာတော့ဟာ နမင်းကစောင့်ချောက် နမေးရတကူကြောင့်ငါအနာကြီးပြောက်ပြီတဲ့ဟုတ်ပြီဟတရတပါသောမင်းတို့ရဲ့လက်ချောင်းတွေနဲ့ရစ်သွမ်းမယ်ဥခေါင်းတွေနဲ့ညောင်ခိုင်းဆွဲပူဇော်မယ်လို့ဆိုပြီးတော့အဲ့ဒီနေ့ကစပြီးတော့မင်းနေဖမ်းတာဖမ်းပြီးတော့လက်နှစ်ဖက်ကြိုးတုပ်ညောင်ခိုင်းကို ဆွဲထားတာခြေပြားလေးမြေပြင်မှီယုံထားပြီးတော့ဘူးစင်မှာဘူးသီးတွေပြီးနေသလိုပဲနော် ညောင်ကိုင်းတင်မှာတရားသောမင်းတွေကိုချီဆွဲထားပြီတဲ့ဘသူကြမ်းနေလဲဆိုတော့သုဒ္ဓတော်မကြမ်းသုဒ္ဓတော်မကငဲဆေးရသုဒ္ဓတော်မရဲ့ကိုကျင့်သီလသိက္ခာကို ပေါရိသရကယုံတယ်နော်ကြီးညိုတော့ငဲဆေးရဆိုတော့ပရိသတ်ရဲ့တန်ရောစင်နဲ့ထားခဲ့ ဤတော့တရားသောမင်းကြီးရဲ့ကောင်းဖြတ်လက်ချောင်းသွေးနဲ့ညောင်ရည်သွုံးဖို့ကောင်းနေသစ်ပင်ဂိုင်းနေဆွဲဖို့ဆိုပြီးတော့တရားသတ်ရမယ်ဆိုတော့ဓာသွေးတာပရိသတ်ကြီးတန်လျက်သွေးတာအဲ့ဒီအချိန်မှာညောင်မင်းစောင်းတာကြီးကခက်တာပဲဘယ်လိုကောင်းကြီးငါသစ်ပင်အောင်ရောက်မှလည်းမသိခုငါကြောင့်သူ့အနာပြောက်တယ်ပြောတယ်သူ့ဟာသူမစားမတော့ခွဲနဲ့နေလို့သွေးသားခံပြောက်တာငါသစ်ပင်အောင်လည်းသူရောက်တဲ့နေရာစားပြီးတော့ပုတ်စော်လဲနန်းလို့အယိုးတွေလည်းတောင်းလို့ပုံးလို့ ဘယ်လိုကောင်းကြီးပါလဲမလဲအခုငါအကြောင်းလေတိုင်းပြည်ရဲ့ခေါင်းဆောင်အသေးနှလုံးဥကင်းတရဖူမင်းနေဖမ်းပြီးတော့ထားလိုက်တာလဲမင်းတရားချောင်းမဲ့သေတော့မယ်ဒီကောင်းကြီးငါဘယ်နဲ့လိုရပါမလဲကြံလိုက်တာ तू လည်းဘာမှတတ်နိုင်ဘူးနောက်ဆုံးစတုမာတဲ့နမင်းကြီးတွေတက်ပြီးတိုင်အကူကြီးတောင်းနမင်းကြီးတွေကလည်းဟာငါတို့လည်းမတတ်နိုင်ဘူးကြားစီသွား ပရိသတ်ရေလူဆိုမင်းဆိုနော်ဆိုးလို့များသေပါစီသွားဆုမတောင်းတဲ့ပရိသတ်ရေတရားတော်မတတ်နိုင်မှုတဲ့အဲ့ဒါကုန်းခံဖို့သာပြင်ရောနော်ခန္ဓာတက္ကမကြီးပြောသလိုပဲဘုံကြီးပါစေသက်ရှိပါစေကြမ်းမှချမ်းသာပါစေဒါလိမ့်စုတောင်းပြီတော့ဤတော့တရားသွားအကြံဉာဏ်တောင်းတော့တရားကဟာငါလည်းမတတ်နိုင်ဘူးဒီကောင်းကြီးကတကူးရှိတယ် ငါအကျဉာဏ်တော့ပေးလိုက်မယ်ဒီလိုဒီလိုလုပ်နော်သုတတော်မှာပါမဒီကိစ္စပြီးမှသုတတော်မှာလုံမှာဖြစ်မှာငါလုံးလို့မရဘူးမင်းလုံးလို့လည်းမရဒီလိုဒီလိုလုပ်သုတတော်မှာရောက်အောင်ဆိုနှီးပေးလိုက်တော့ယောက်ျားနာမင်းကြီးညောင်မေဆောင်နာမင်းကြီးလူတကြပြရနေလူပြည့်စင် ဆင်းပြီးတော့တရားအကြံပေးတဲ့အတိုင်းယသိအသွင်ဖန်ဆင်းပြီးသုတ္တပောရိတာရရဲ့နောင်နာကနေတေကိုင်းကြောက်လေးချုပ်ခနဲ့ဆိုအတန်မီအောင်နင်းလိုက်ဒီတော့ပောရိတာရဖြတ်ဆိုနောက်လက်ကြည့်လိုက်တာဟာယသိပါအတော်ပဲတရားတစ်ပါးငါအာမခန္ဓာတာခေါင်းတစ်ကောင်းလူတယောက်လုံးနေတာယသိကောင်းလေကောင်းတဲ့ဟာဆိုပြီးထလိုက်ပါရောဟုတ်လား ယသိကသုံးလေးလမ်းသွားပြီးယက်နေလိုက်တယ်ဗောဓိသာရအတင်းပြေးတာသူကသာပြေးနေတာယသိကယက်နေတာချွေးပြိုင်ပြိုင်ကြမောတာဆုတ်လာတယ်သူမမိဒီတော့ရှင်ယသိယက်ပါအောင်ငါယက်နေတာပါမင်းမယက်တာပါယက်ပြီးကြည့်လိုက်တော့ဟုတ်တယ်သူကမယက်တာဒီယသိတဲတကိုးကြည့်ပါလားအရှင်းမသူလဲဘယ်ဟာလဲတခြားမဟုတ်ဘူးငါညောင်ပင်စောင်းတာဟာဒီလိုဆိုရင်ရှင်နာမေမူလအတွင်ပြပါ ယသည့်အသွင်ဖြောက်ပြီးတော့နတ်အသွင်ပြလိုက်တော့လက်ဥတီချီပြီးတော့အရှင်နာမင်းရဲ့ကျေးဇူးတော်အနန္တကြောင့်ကြီးမားတော်အနာယောဂပြောက်ခေရပြီးအဲ့ဒီကျေးဇူးကိုဆပ်ဖို့ရန်အတွက်ဟောရမမင်းတရားတဲ့လဲကြောင်းသွင်းတဲ့ညောင်မြင့်မှရေသွမ်းပြီးတော့ပူဇော်မယ်။ခေါင်းနဲ့ခေါင်းနဲ့ညောင်ခိုင်းမှဆွဲပြီးတော့ရင့်နှက်ပူဇော်ဖို့စီစဉ်နေပါပြီ လက်ခံတော်မူပါ ီတော့ညောင်မင်းစောင်းနာကငါလက်မခံနိုင်ဘူးဘာဖြစ်လို့လဲမင်းမင်းတရားတစ်ပါးပြောတာအခုတစ်ပါးလို့တယ်ဘယ်မင်းလဲသူတတော်မှာအမလောက်ပါနဲ့အဲ့ဒါကြုံငဲဆရာပါသူတော်ကောင်းကြီးပါသူတတော်မှာမပါရင်ဒီမင်းတရားရှိလဲငါလက်မခံဘူးသုဒ္ဓသောမအပါဆောင်ငယ်တဲ့သုဒ္ဓသောမပါမငါလက်ခံမယ်ပရိသရေဘသူပါမသုဒ္ဓသောမ အရှင်နမင်းအလိုရှိတဲ့ဆိုရင်ရစေရမယ်လို့ဗောဓိသာရာကျင်းဝပြီးတော့လက်ခမောင်းတွေခတ်တယ်နတ်ကိုယုံသွားပြီမဟုတ်လားနတ်ကတော့တော်ဒီကောင်ကြီးရောက်ခနဲ့စိတ်ညစ်လာပြီလူဆိုးကြီးမို့နော်အခုလည်းပဲဘေးတွေအန္တရာယ်တွေငြိမ်းဖို့သုတတော်မှာကိုဆောင်းခိုင်းရဘုန်းကြီးတို့ခင်မှလည်းပြိဿရေနတ်တွေမရှိဘူးလားရှိပါဗျာ နတ်တွေကိုမပူဇော်ကြဘူးလားကိုတော်ကြီးကိုတော်လေးကဒီပလင်းကြိုက်တယ်ကိုတော်လေးကဒါကြိုက်တယ်ကိုကြီးကျော်ကကောင်းလုံးကျော်ကြိုက်တယ်မတင်ဘူးလားမတင်ပါဘူးအေးအဲ့ဒီနတ်တွေကြိုက်မကြိုက်တော့မသိဘူးလူတွေကြိုက်တာတော့အမှန်ပဲသူတို့ပဲပြောတာပဲကိုကြီးကျော်ဥပုပ်ဝင်နေတယ်ဆိုဒါလည်းတောက်တာပဲလား ကိုယ်တော်လေးမင်းကြီးမင်းလေးဥပုသ်ဆောင်ဝင်နေတဲ့သူတော်ကောင်းကြီးတွေဖြစ်သွားပြီဒါတွေမလုတော့ဘူးဆိုပွဲတော်ကြတော့ပရိသတ်ရဲ့အကုန်လုံးတောက်တာပဲမဟုတ်လားအေးနတ်ကတောက်တာတော့ဟုတ်အောင်မလို့လူတွေကပဲတောက်နေတာနဲ့ဒူပါရဲ့ဘယ်နေ့ကြမှာအဲ့ဒီနတ်တွေကကြောကအကြီးกว่าအောင်ချိန်နဲ့တွယ်မလဲတော့မသိဘူးနတ်တွေတော့စိတ်ညစ်လာပြီထင်တယ်နော်ဒီတော့သုဒ္ဓတော်မှာရအောင်ဆောင်ပါဆိုတော့လွယ်လွယ်ပြောချင်သူပြိတ္တကြီး အဲ့ဒီမှာဗောဓိသာရသုဒ္ဓသောမကိုရအောင်ဆောင်ခဲ့တာတိုးတဲ့ရောက်တဲ့အခါကျတော့ဆောင်တဲ့နေရာမှာပဲလို့လဲဆိုတော့သုဒ္ဓသောမကလာပြီလာခွေမင်္ဂလာကံဆင့်ရေချိုးတာဟုတ်ပြည့်သုံးသတ်လာပြီနေ့တနေ့မင်္ဂလာကံဆင့်ရေသုံးသတ်မယ်ဆိုတာသိတော့ဗောဓိသာရကမင်္ဂလာကံကြာဘက်အောက်ကနေညကနေကငုတ်ပြီးစောက် မနမိုးလင်းတော်သုဒ္ဓတော်မှာဆင်းရလာနန္ဒဘုံနာကမင်္ဂလာရှိပါစေဆိုလန့်အော်တော့ဘာကိစ္စလဲမေးလိုက်တော့သူနာကျင်လာတဲ့တရားရှိဖရာတို့တရားစကားနန္ဒဘုံနာမိဘဘူဝါဆင်ဆက်ကနေကကြီးပြဖို့စတင်ထိမ့်လာခဲ့တဲ့လေးပုတ်တော်တရားကိုပါလာတယ်တဲ့အဲ့ဒါရွတ်ပြဖို့ဟောပြဖို့ရောက်လာခြင်းမှာဆိုတော့နန္ဒဘုံနာကိုနန်းတော်ခေါ်၍ နန္ဒာယီနဲ့ရေချိုးကောင်းဝေဆိုတဲ့အဝတ်စားလဲပေးဘယင်ပွဲတော်တယ်မဲ့ပွဲတော်အုပ်ကျွေးပြီးတော့အများဆုံးအကောင်းဆုံးပလင်မှာတင်ပြီးတော့ယေစုပြုပါတဲ့ဆရာတဲ့ရေသုံးသပ်ပြီးရင်အရောက်လာခဲ့ပါအဲ့ဒီလိုဂရီပေးပြီးမင်္ဂလာကံဆင်းရေချိုးတာရေချိုးပြီးကန်းစားမှရေဝတ်လဲပြီးရေကံကိုကလေးနဲ့ကံဘက်ကြောပေးရနေတော့ဗောဓိသာရကပြိဿရည် ကန္နဖူဘောတက်ပြီးတော့သုတသောမရဲ့ပေါင်အရင်လောက်မှာပခုံးသွင်းပြီးညိုတဲ့ကြီးနှစ်ဖက်လက်နှစ်ဖက်နဲ့ဆုပ်ပြီးတော့ပခုံးဘောထမ်းပြေးတာခါတိုင်းဆိုရင်ပက်လက်နောက်ဆွဲပြေးတာနော်အခုတော့ဆရာမို့တောဆန်ရောက်တော့ရှိပြီလေသွားတော့သုတသောမရဲ့ဇပင်ကရေကပောရိတာရပခုံးဘောကြတော့ဩဆရာ နန်းတော်နဲ့သာသမီစည်းစိမ်တွေဆွံ့ရလို့သိမှကြောက်လို့မျက်ရည်ကျတဲ့နယ်တူပါရဲ့လို့စိတ်မကောင်းခြင်းဖြစ်ပြီးတော့ဆရာတဲ့နန်းတော်နဲ့နိုင်ငံကြီးဆွံ့ရလို့စိုးရိမ်စိတ်နဲ့မျက်ရည်ကျသလားဒီတော့မှသုတတော်မှပရိသတ်ကြီးသိပြီနော်ဟာပြမတတ်ပဲငါထင်တဲ့အတိုင်းသိကြပြီဒီကောင်းကြီးပဲအဲ့ဒါနဲ့ပခုံးပေါ်ပြီးတော့ပြမတတ်တဲ့ငါ့ကိုအောက်ချပါဦးအောက်ချပြီးတော့မှ ပြောတယ် ငါတရားမှလည်းမကြောက်ဘူးတဲ့ငါဂရိမတိတာတခုဟာတိတာတဲ့ဘူကြောက်တယ်တဲ့ဘယ်လိုဂရိမတိတာလဲနန္ဒဘုံတော်ကိုနန်းတော်ကစောက်မှာရေချိုးပြီးအရောက်ပြန်ခဲ့ပါမယ်ဆိုတဲ့ဂရိတစ်ချက်နောက်တခုဟာငါနာကျင်ကြားကျင်လာတဲ့တရားဂဏိနာရတော့မယ်အဲ့ဒီတရားမနာဘဲနဲ့ငါဘဝခန္ဓာဆွရမှာ စိတ်ထဲမှာမကောင်းတာတစ်ချက်ပါပဲတဲ့ဒါကြောင့်ပောရိသာရငါကို ခွင့်ပေးပါနန်းတော်ပြန်ပြီးတော့ငါတရားနာပါရစေတရားနာပြီးရင်သင်္ထံကဆက်ဆက်လာပါမယ်ဗောအချီအကျပြောပြီးတော့မှသုဒ္ဓံတော်မှနန်းတော်ပြန်ပြီးနန္ဒပုံနာထံကတရားလေးဖို့နာရာပြိတ္တိုက်ဒါကိုပြောချင်တာနော် သကိရေဝသုတ္တသမသဗ္ဗိဟောတိသမဂမ္မောသာနံသင်္ကတိပါလေတိနာသဗ္ဗိဗဟုသင်္ကမောသဗ္ဗိရေဝသမသေထာသဗ္ဗိကုဖိထာသန္တဝန္တတံတရမမိညာယသေယောဟောတိနဗ္ဗိယောဇီရန္တိဝေရသရထသူစိတ်တာသောတရိရံပိဇရံဥပတိ တတင်္စဓမ္မောနာဇရံဥပေတိသံတော်ဟဝေသဗ္ဗိဘဝေရယန္တိနဗင်္စဒုရေပထဝီစဒုရေပါရံသမုဒ္ဒတာတရာဟုဒုရေတတောဟဝေဒုရတရံဝရံတိတတင်္စဓမ္မောအတတင်္စရာဇံလို့ပရိသယေလေးကာထဘယ်နှကာထလဲလေးကာထတင်းနံဘကသူတော်ကောင်းနဲ့ပေါင်းရင် အကောင်းဖြစ်မယ် သူတော်ကောင်းချင်းကမြတ်မယ်သူတော်ကောင်းတရားသည်ဩသည်မရှိသူတော်ဓမ္မမသူတော်ဓမ္မနထာနာသည်လောကကောင်းငင်မြေကြီးမြေကြီးကောင်းငင်သမုဒ္ဒရာဒီဘကံဟိုဘကံဟိုနဲ့ဒီဘကံဝေးသည်ဆိုသောအရာတို့တဲ့ဤတဲ့ထင်ရလျက်ပူရပူရဝေးတယ်တဲ့အဲ့ဒီတရားတွေနားလိုက်တော့သုတ္တသောမအာရကျဉ်းတ်သွားတယ်သူနာကျင်းနေတာဒီတရားနော် ဆရာတဲ့တခြားနေရာဒီကာထာတွေရွရင်ဘယ်လောက်ရလဲတဲ့တပုတ်တရားလေးပုတ်လေးရရပါတယ်နေတာဘောတဲ့ဒီတော့အမြတ်ဆုံးပူဇော်ခြင်းနဲ့ပူဇော်မယ်နန်းတော်နဲ့စည်းစိမ်မင်းစည်းစိမ်နိုင်ငံကြီးကိုဒီနန္ဒပုံနာကိုဓမ္မပူဇာဖြင့်လှူမယ်လွှဲအပ်မယ်လို့ပရောဟိတ်တိုင်းမင်းနန္ဒအကဲခတ်လိုက်တော့ပြိဿရဲ့နန္ဒရဲ့လက္ခဏာဟာ ဒီအရှိန်အဝါကိုခံနိုင်တဲ့အရင်ချင်းမရှိဘူးထိမ့်သိမ့်နိုင်တဲ့စောင်းချောင်းနိုင်တဲ့အရင်ချင်းမရှိဘူးဒီတော့သူ့ပြက်စီးမှာပေါ့အဲ့ဒါနဲ့မင်းအပြစ်ပေးလို့မရမင်းအပြစ်ပေးလိုက်ရင်ပလင်ပေါ်တွေမိတောက်သေးသွားမှာနော်အကျိုးမပြက်စီးသလိုဖြစ်မှာအိမ်ရှင်မင်းစဉ်းစားကြည့်မရစစ်သူကြီးမရတထေးတကြွယ်မရ ဒါနဲ့တန်ရာပေးဖို့ဆိုပြီးတော့လေးကလေးပေးကြည့်တယ်မဖြစ်ဘူးဒါလည်းသူခန္ဓာကြီးမရှိလေးသံလေးသိမ့်လေးသောဒါလည်းခန္ဓာကြီးမရှိဘူးနောက်ဆုံးတဲ့ပရိသတ်ကြီးတို့ပေးခြင်းတော့လေးထောင်ပဲပေးနိုင်တယ်လေးထောင်ပဲသူထိမ့်နိုင်တဲ့အင်အားရှိတယ်နော်ဒါတော့ပရိသတ်ကြီးလေးရက်နဲ့ကုန်တာပဲ 403နေရာကနေ4000တချီတဲ့300တော့ပရိသတ်ရေဒီလူအကျင့်ပြတ်သွားပြီမဟုတ်လားသေတော့မသေးဘူးအကျင့်ကတော့ပရိသတ်ရေမကောင်းဖြစ်သွားပြီနော်ဒါကြောင့်ဒီကထုံးလေးတစ်ခုလာတယ်10တန်သူကိုတရားမပေးနဲ့တရားပေးရင်ပြတ်တတ်တယ်ဟုတ်ဘူးလား10တန်သူကိုတရားမပေးနဲ့တရားပေးရင်ပြတ်တတ်တယ် တဲ့အဲ့ဒီလိုနဲ့ပြက်ကြတာတွေဘုံကြီးရောလူရောနော်လူကြီးတွေရောပြီးတော့ဘယ်လူကြီးလဲဒီခေတ်ကညင်ဒီလူကြီးတွေလဲလက်ထဲအာနာယအသုံးအစွဲကြီးအသောအစမ်းများဟောပြုတ်လဲသွားရောပြက်ရောမဟုတ်လားငကူကမပြက်တဲ့လူပြက်ရောအဲ့ဒါတရိထ ဒါကြောင့်တဆယ်တန်နဲ့လူကိုတရားပေးရင်ချိန်သိမ့်နဲ့နဲ့အင်အားစွမ်းရင်သတ္တိသူ့မှာမရှိရင်ဘာဖြစ်မလဲပြည့်စုံမယ်တဲ့တဆယ်တန်နဲ့လူတဆယ်ပဲပြည့်တရားမပေးနဲ့ပြည့်မယ်အဲ့ဒါနဲ့ပြည့်တဲ့လူကြီးတွေများလာပြီနော်မျက်စိအောက်တယ်မဲမုံလားကြားလဲကြားတာပဲမုံလားအေးအဲ့ဒါတရိဌ ဒီတော့သုဒ္ဓသောမပရောဟိတ်ကြီးနဲ့တိုင်ပင်ပြီးခါရာတထောင်၄ထောင်ပူဇော်ပြီးတိုင်ပြီကိုနှုတ်ဆက်ဗောဓိသာတ္ထံဂတိခန်းတဲ့အတိုင်းရောက်အောင်သွားတယ်ရောက်ပြီဆိုတော့ဗောဓိသာတ္ထဟာဆရာတေဂရီတီပါဆရာကြီးရတာလည်းသိမဲ့လူကဲ့သို့မဟုတ်မျက်နှာရှင်ကြည့်လို့ဒီကသွားတော့ကနဲ့မလူပူပြီးတော့ပြုံးချွင်နေတယ်ထူးခြားတဲ့လက္ခဏာပဲဒီတော့မှမေးတယ်ဆရာတဲ့ နတ်တော်ပြန်ဘာလို့ချာတရားနာတာလေတရားဆိုတာဘာလဲမေးပြီနော်အဲ့ဒီတရားကိုကျွန်တော်ကို မဟောနိုင်ဘူးလားတဲ့ဒီတော့မှသုဒ္ဓသောမကဗောဓိသာရာတဲ့သွေးစွန်သောလက်ညီစောနံပုတ်စောနံသောခန္ဓာကျန်းတန်ရုံမှရက်ဆက်သောနှလုံးသားရှိတရားကိုဘာတစ်စက်မှမရှိ မထိမ့်သိမ့် သင်ခဲ့တော်သောသူဟာသစ္စာဘယ်မှာတည်မလဲတဲ့သစ္စာမှမတည်ရင်ဓမ္မမတည်ဘူးသစ္စာမတည်ဓမ္မမတည်နှလုံးသားကြံ့ထန်ရက်ဆက်ယုံမာလာတော့သင်ခဲ့တော်သော သူကိုနုညံ့သိမ်မွေ့ကောင်းမြတ်လာတဲ့တရားတွေဟောလို့နာရလို့ဘောသင်ပါလုံးမှာလေတဲ့ဒါကြောင့်ဟောတဲ့လူကလည်းကြည်ဟောမှာနော် သင်ရဲ့အတွက်ဘာအကျိုးရှိမှလဲလို့ဒီလိုပြောလိုက်တော့အဲ့ဒီမှာပရိသတ်ကြီးပေါရိသတာက ပြန်ပြောတာလေဆရာတဲ့ဟောရမှာဆရာအလုတ်နာရမှာကျွန်ုပ်အလုတ်ဆရာတရားနာပြီးတော့ကျွန်ုပ်နှလုံးသားတွေပြောင်းလဲပြီးကောင်းမလာဘူးလို့ဆရာတတ်အပ်ပြောနိုင်သလားတဲ့ပရိသတ်ကြီးနော်ဒီစကားထောက်ရင်ဘယ်သူမှငါကကောင်းလာတာတော့မဟုတ်ပါဘူး မိဘဆရာသမားတွေကဒါလို့ရမကောင်းဘူးလို့ပြောလာရင်မကောင်းမှန်းသိလာရင်ပြိဿကြီးနောက်မလုံးမိအောင်ချိန်ရမယ်နော်အဲ့ဒါသူတော်ကောင်းပဲ